မင်္ဂလာပါရှင်။ ကစ်တင်ညူချန်နယ်မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမော်ထိုးစစ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့မိသားစုဝင်200ခန့်ကို KIA ဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကချင်ပြည်နယ်ဗမော်မြို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက AP25 ရမှာထိုးစစ်ပြန်လည်စတင်ခဲ့ပြီးနောက်တစ်ပတ်အတွင်းမြို့ပေါ်မှာနေရာယူထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့တပ်မိသားစုဝင်200လောက်ကိုဖမ်းဆီးရရှိထားတယ်လို့ကချင်ရှေ့တန်းသတင်းရင်းမြစ်ကနေသိရပါတယ်။ဖမ်းဆီးမိတဲ့ င်စစ်ကောင်စီတပ်သားတွေနဲ့မိသားစုဝင်တွေဟာပုံမော်မြို့ပေါ်ကနေပြည်သူနေအိမ်တွေမှာနေရာယူတက်ဆွဲထားတဲ့သူတွေဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကပြောပါရယ်။200လောက်တော့ရှိပြီဒီလေးရက်အတွင်းမှာပေါ့အဲ့ဒီဖမ်းမိတဲ့သူတွေကတော့မျိုးရင်းဘက်ကိုဝင်ရောက်တဲ့အချိန်မှာဖမ်းဆီးရမိတဲ့သူတွေဖြစ်တယ်။မျိုးရဲဝင်တဲ့အချိန်စကားဆစစ်သားတွေကတပ်မိသားစုဝင်တွေကသူတို့ကတပ်နေမြေလဲကျင်လာတော့တပ်ထဲမှာမထားတော့ဘူးမနေခိုင်းမဲ့တပ်အပြင်မှာပြည်သူတွေရဲ့နေအိမ်တွေမှာရောထွေးပြီးနေထိုင်နေတဲ့တဲကဖမ်းမိတာလို့ပြောပါရယ်။ မေလဆန်ပိုင်းကစတင်ပြီးမြေပြင်ထိုးစစ်ရန်နာနေပြီးတော့စစ်ကောင်စီဘက်တော့နေ့စဉ်လေးကြောင်တိုက်ခိုက်နေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဘက်ကတိုက်လေရင်တွေရော drone တွေနဲ့ပါအပြင်းထန်ခုခံနေတယ်လို့လေကြောင်းကလည်းလက်နက်ခဲယံတွေကိုဖြစ်တင်းနေတယ်လို့လည်းသိရပါတယ်။ ်ဧပြီလကုန်ပိုင်းထိုးစစ်အတွင်းစစ်ကောင်စီတပ်သားတွေနေရာယူထားတဲ့ဗမော်မြို့ပေါ်မှာနေရာယူထားတဲ့အထက်ကတစ်စာတင်ချောင်းပဝင်ခြင်းနဲ့မြို့ပေါ်ကတပ်စခန်းတွေရဲ့စာကခ21ကတပ်စခန်းတချို့ကိုသိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်။ဗမော်မြို့ကစာကခ21ကို KIA ကဦးတည်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဗမော်မြို့ပဝင်ခြင်းမှာစစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ဖန်ကားကုန်ခလာရ40ခွန်အမှတ်641နဲ့၄မိုင်ဝင်ခြင်းကစစ်စေးယုံထောက်ပို့တန်း GE တိုင်ရင်တွေပြန်ရှိနေပါသေးတယ်။ ဆက်လက်ပြီးမရရနဲ့အနောက်ချမ်းကိုစစ်တပ်လေးကြောင်တိုက်ခိုက်အမျိုးသမီးတအူသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ ။မန္တလေးတိုင်းမတရားမြို့နယ်အနောက်ချမ်းကရွာတန်းကြီးရွာကိုစစ်တပ်ကဒီနေ့လေးချောင်းတိုက်ခိုက်ခဲ့တာမို့လူငယ်အမျိုးသမီးတအူးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံကပြောပါတယ်။ဒီနေ့ညနေ3:15မိနစ်ခန့်မှာရွာတန်းကြီးရွာစာတင်ကျောင်းထဲကိုစစ်တပ်ကလေးချောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။နှစ်ခါဝဲပြီးမှကျဲသွားတာကလေးတွေကြောင်းပိတ်တဲ့အချိန်မှတော်သေးတယ်။ကျောင်းထဲကိုကျဲချသွားတာလို့ပြည်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံကပြောပါတယ်။လေးချောင်းတိုက်ခိုက်ခံရမှုမှာစာတင်ကျောင်းဝင်းအတွင်းနေထိုင် င်နဲ့အသက်25နှစ်အရွယ်အမျိုးသမီးတဦးတည်ဆုံးပြီးသူမရဲ့ဖခင်ဖြစ်သူနဲ့အသက်18 30ကျော်50နှစ်အရွယ်အမျိုးသမီးတဦးတို့လည်းတန်းရာရီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီခြေရွာမှာတိုက်ပွဲဖြစ်တာတော်လန်ရေးလှုပ်ရှားမှုပြုလုပ်တာမျိုးတွေမရှိဘဲစစ်ကောင်စီကစာတင်ကျောင်းကိုဘိုးလာကျေချခဲ့တာလို့သိရပါတယ်။ဒီနေ့နေ့လယ်ပိုင်းမှာပဲမြင်းချံတောင်သာလမ်းပိုင်းကခြေရွာတွေကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါသေးတယ်။ဒါပြင်မနေ့ညနေပိုင်းကမရီယာမြို့နယ်အရှိချံဝတ်တုံနာရခြေရွာအတွင်းလျှော့လိုက်တုံးချ ရောက်ပောက်ကွဲခဲ့ပြီးစစ်ကောင်စီလက်အောက်ခံရဲတပ်ဦးနဲ့ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ ။ရှဲတွေကရွာလေးကိုထွက်လာတာကိုလှမ်းပစ်တာထင်းနေအဲ့ဒီဘေးကဈေးတွေတွေရောထိတာလို့ဒေသခံတအူကပြောပါရယ်။ရှော့တိုက်တုံးဘေးအဖွဲကဖြစ်ကက်ခဲ့တယ်ဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။မရရမျိုးနဲ့အရှိချမ်းမှာစစ်ကောင်စီနဲ့တော်လည်ရေးတက်တွေထိတွေ့တိုက်ပွဲတွေဖြစ်နေပြီးမနေ့ကညနေပိုင်းမှာ FRB လက်မြေစက်ရုံအနီးကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။မရရမျိုးနဲ့အနောက်ချမ်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF နဲ့ဒေသတော်လည်ရေးတက်တွေက2029စစ်စင်ရေးဒုတိယလိုင်းရှမ်းမန်းစစ်စင်ရေးနဲ့အတူတ ိမ့်ပိုက်ထိန်းချုပ်ထားပေမဲ့2024ခုနှစ်နှစ်ကုန်ပိုင်းမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးတိုက်ခိုက်ခဲ့ပြီးပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဒါပြင်မန္တလေး PDF ထိန်းချုပ်ထားတဲ့မရရမြို့နယ်အရှိချမ်းကိုပါစစ်ကောင်စီကပြီးခဲ့တဲ့ AP တတိယအပတ်ဒကြံအပြီးမှာစစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီဟာ AP နှစ်ရက်ကနေ AP လကုန်အတိယာယီအပြစ်ရက်တယ်လို့ကြေညာခဲ့ပေမဲ့မြေပြင်မှာစစ်ကြောင်းထိုးတိုက်ခိုက်မှုတွေတော့မရနာခဲ့တယ်လို့လေကြောင်းကနေလည်းဇက်တိုက်လေကြောင်းတိုက်ခိုက်နေပါတယ်။ ဆက်လက်ပြီး KNU KNLA ဦးဆောင်တဲ့တောင်ပိုင်းထိုးစစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်စစ်ကောင်စီတပ်ကိုတော်လှန်နေတဲ့ရဲဘော်တွေပြောဆိုလို့ရှိတဲ့ဗန်းစကားတစ်ခုရှိပါတယ်ပွဲကြတယ်ဆိုတဲ့စကားပါတောင်ပိုင်းသားတွေပွဲကြတယ်မြောက်ပိုင်းသားတွေပွဲကြတယ်ဆိုပြီးတော်လန်ရေးတက်ဖွဲ့ဝင်တွေကစစ်ကောင်စီတက်ကိုတိုက်ပွဲဖို့ဆောင်ရမှာစစ်တိုက်တယ်လို့မသုံးတော့မဲဗန်းစကားအနေနဲ့ပွဲကြတယ်လို့ပြောဆိုလို့ရှိပါတယ် ပွဲကားတယ်လို့ပြောရင်အများဆုံးစနောက်ခံရလိရှိတာကတောင်ပိုင်းကရဲဘော်တွေပါအကြောင်းကတော့တောင်ပိုင်းသားတွေပွဲတိတ်မကဘူးဆိုပြီးရဲဘော်ချင်းချင်းစနောက်ကြတာပါအမျိုးသားညီညွတ်ရေးအစိုးရကအမတ်၁စစ်ဒေသမြောက်ပိုင်းနဲ့အမတ်၂စစ်ဒေသတောင်ပိုင်းလို့အစံပြင်းစစ်ဒေသနှစ်ခုသတ်မှတ်ထားပါတယ်အဲ့ဒီစစ်ဒေသနှစ်ခုတည်းကအမတ်၂စစ်ဒေသတောင်ပိုင်းကကရင်အမျိုးသားအစီအယုံ KNU နေမေကစီရေးအခြေအနေအကြောင်းကိုလေ့လာကြည့်ရအောင်ပါ ရေဦးတော်လန်ရေးမှာတော်လန်ရေးအဖွဲ့တွေနဲ့အဝေးဘန်းခံဆုံးအဖွဲ့တွေကိုပြောပါဆိုရင် KNU နဲ့ NUG တို့ကထိတ်ဆုံးမှရှိနိုင်ပါတယ်။အခုအခါတော့ KNU နဲ့ KNL ရော NUG ရဲ့ PDF တပ်ဖွဲ့တွေရောအခြားပူးပေါင်းတပ်ဖွဲ့တွေဟာတောင်ပိုင်းမှာထိုးစစ်ကြီးတရက်ကိုပူးပေါင်းဆင်နွှဲနေကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာတရုတ်ရဲ့ဂျောင်းဝင်စွပ်ဖက်မှုကြောင့် MNDAA ဟာပူးပေါင်းတပ်တွေနဲ့အတူခက်ခက်ခဲခဲတိုက်ခိုက်သိမ်းခဲ့ရတဲ့နာမခရှိယာလာရှိုကိုစစ်ကောင်စီကိုတနက်တစ်ချက်မဖောက်ရပဲလွှဲပြောင်းပေးရလို့ပြည်သူတွေစိတ်ဆိုးဝမ်းနဲ့စိတ်ရှုပ်တွေဝင်နေတဲ့အချိန်မှာပဲတစ်ချိန်ကအဝေးဝန်းခံရဆုံးတော်လှန်ရေးတပ်တွေကထိုးစစ်ကြီးတရက်ကိုဆင်နွှဲနေတာပါ KNU အုပ်ချုပ်နယ်မြေနေဆက်တခြားနယ်ကရင်တပီနယ်လုံးအတွင်းမှာစစ်ကောင်စီတပ်စခန်းတွေရှင်းလင်းရေးဟာအဓိကကြားတဲ့အတွက်နေဆက်ဒေသမှာရှိတဲ့စစ်တပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းယူနေတာဖြစ်တယ်လို့ KNL တက်မဟာငါမှာပုံမူကြီးစောကလတဲ့တို့ကသူရဲ့တဦးတည်းအမြင်သဘောထားကိုပြောပြပါတယ်။အထူးသဖြင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU မူဒရောဖာပွန်ခရိုင်တက်မဟာငါနယ်မြေထိုင်းနယ်စပ်တန်လွင်မြေကမ်းတခြားမှာရှိတဲ့စစ်တပ်စခန်းတွေအပါအဝင် ခရိုင်တခုလုံးကစစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်နဲ့တပ်စခန်းတွေကို KNL တက်မဟာငါကစက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒါကြောင့်အခုဆိုရင်တက်မဟာ9နှစ်မြည်ရဲ့နေဆက်တလျှောက်လုံးမှာစစ်ကောင်စီတက်စခန်းကင်းစင်သွားပြီဖြစ်ပါတယ်။ကရင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNLPDF Federal Wing စတဲ့ပူးပေါင်းတပ်တွေက2024ခုနှစ်ဒီဇင်ဘာလမှာ KNU ဖအန်းခရိုင်တက်မဟာ9နှစ်မြည် KNU ဗဟိုဌာနချုပ်ဟောင်းဖြစ်တဲ့မာနေပလောစစ်စခန်းကိုနေ30ကြာလက်လွတ်ခဲ့ရတာကနေပြန်သိမ်းယူနိုင်ခဲ့ပါတယ်။မာနေပလောဌာနချုပ်ဟောင်းပြန်သိမ်းပြီးနောက်ပိုင်း KNL ဦးဆောင်တဲ့ပူးပေါင်းတပ်တွေဟာစစ်ရှိန်ညှင်းပြီးစစ်စခန်းတွေကိုဇက်တိုက်သိမ်းပိုက်လာခဲ့တာပါ။အထူးသဖြင့် စီအရာအရေးပါတဲ့မြန်မာတိုင်းနယ်ဆက်ကစစ်စခန်းတွေကိုဇက်တိုက်သိမ်းပိုက်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လအတွင်းမှာပဲထိုင်းမြန်မာနယ်စပ်နာကစစ်ကောင်စီရဲ့ပူလူတူခလေဒေးတပ်စခန်းတွေသိမ်းပိုက်ခဲ့ပါတယ်။ဒါပြင်ဒေါနာတောင်နှံအရှိချမ်းထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်ကမော်ဖာတူးတပ်စခန်းကိုလည်း KNLA PDF ပူးပေါင်းတပ်တွေကအခု April 19ရက်ကသိမ်းပိုက်ခဲ့ပါတယ်။ KNU KNL တက်မဟာ6နေမြေတွင်မကပါဘူးတနင်္သာရီတိုင်းမှာရှိတဲ့ KNU KNL တက်မဟာလေးမှာလည်းထိုးစစ်တွေဆင်နွှဲနေပါတယ်တနင်္သာရီတိုင်းထဲမှာမြမထိုင်းနယ်ဆက်ကုံသွယ်ရေးအတွက်အထူးကကြတဲ့ထီခီနယ်ဆက်ကုံသွယ်ရေးစခန်းကိုထိန်းချုပ်နိုင်ဖို့အရေးကြီးလာတဲ့ထီထဗျူဟာစခန်းကုန်းကိုလည်းပူပေါင်းတပ်တွေကတပတ်ကြာထိုးစစ်ဆင်ပြီး AP 19ရက်မှာတည်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းထီခီနယ်ဆက်ကုံသွယ်ရေးစခန်းအနီးမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ဒါပြင် KNU KNL တက်မဟာ3ကဦးဆောင်ပြီးဘကိုးတိုင်းအရှိချမ်းရွှေ ွေချင်းမြို့နယ်ကစစ်တောင်းမြေပေးမှရှိတဲ့ကွမ်းစိတ်ရွာနယ်မြေရဲစခန်းကိုပူပေါင်းတပ်ကဧပြီ23ရက်မနက်9နာရီခွဲဝင်းကျင်မှာသိမ်းယူလိုက်ပြန်ပါတယ်။ကွမ်းစိတ်ရွာမှာစစ်ကောင်စီတပ်ရဲ့တောင်ငူအခြေစိုက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံအမန်း998ချင်းမြန်တပ်ရင်ခမာရ998လည်းရှိသလိုရွာရဲ့မြောက်ဘက်6မိုင်ခန့်အကွာစစ်တောင်းမြေပေးကဒုံစရစ်ရွာမှာလည်းအမတ်989ချင်းမြန်တပ်ရင်ခမာရ989လည်းရှိနေပါတယ်။ ဒါကြောင့် KNLA ဦးဆောင်တဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ဟာတပ်မဟာ6တခုတည်းတွေမကဘဲတပ်မဟာ9တပ်မဟာ4တပ်မဟာ3စသဖြင့်ဒေသအစုံမှာဆင်နွှဲနေကြတာဖြစ်ပါတယ်စစ်ကောင်စီတပ်ကအထိနာရင်အရက်သားပြစ်မှတ်တွေကိုပါဘုံကျဲတက်ဖြက်လိရှိတော်မူလေကြောင်းအန္တရာယ်ကိုတတိထားကြဖို့စစ်ရှောင်ပြည်သူတွေရဲ့တည်နေရာတွေကိုမဖော်ပြဖို့မီဒီယာတွေနဲ့တက်ကြွလှုပ်ရှားသူတွေကို KNU ကပန်ကြားထားပါတယ်။ တော်လရေးပူပေါင်းတက်တွေဟာထိုင်းမြန်မာနယ်စပ်ကအရေးပါတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုသိမ်းပိုက်နေတယ်လို့ကုံသွဲရေးအတွက်အရေးပါလာတဲ့အာရှလန်ပေါ်ကော့ကရိတ်မြို့နယ်တစ်ခုလုံးမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုဧပြီလ3ပိုင်းကနေစပြီးထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ KNU ရဲ့တပ်မဟာ6နယ်မြေကကော့ကရိတ်မြို့ဝင်းကျင်နယ်ကော့ကရိတ်မြို့ကနေဒေါနာတောင်ပေါ်တောနောရေတကုံအထိနေရာယူထားတဲ့အောင်စီရစစ်ကြောင်းကို KNLA PDF ပူပေါင်းတက်တွေကအပိုင်းလိုက်ဖျက်တောက်ထားလိုက်ပါတယ်။ ပြီးတော့ထိုးစစ်အရှိန်မြင့်ပြီးတိုက်ခိုက်တောင်မှုအခုရက်ပိုင်းအတွင်းအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကော့ကရိတ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေမှာတိုက်ပွဲပြင်းထန်နေပြီးကော့ကရိတ်နဲ့ကြုံတိုးမြို့လမ်းပိုင်းတစ်လျှောက်မှာလည်းတိုက်ပွဲပြင်းထန်နေတယ်လို့ခရင်စီရေးသတင်းရင်းမြစ်ကပြောပါတယ်။ဒါပြင်တော်လန်ရေးပူးပေါင်းတပ်တွေကကော့ကရိတ်မြို့ကိုဝန်းရံပိတ်ဆို့ထားပြီလို့အဲ့ဒီဒေသက PDF တရင်မှုတအူးကပြောပါတယ်။ ်ကျွန်တော်တို့မျိုးကိုပတ်ဝိုင်းထားတဲ့နောက်ပြီးသူတို့ရဲ့ရိတ်ခါလန်ချောင်းခဲရန်လန်ချောင်းတွေကိုအဓိကဖြတ်တောက်လိုက်ပြီလို့အဲ့ဒီတရင်မှုကပြောပါတယ်ပြီးခဲ့တဲ့တပတ်ခန့်ကလည်းကော့ကရိတ်မျိုးအဝင်ကစစ်ကောင်စီရဲ့ MS7 စစ်စင်ရေးကိုကဲမှုဌာနချုပ်အနီးမှာတိုက်ပွဲရက်ဆက်ပြင်းထန်ခဲ့ပါတယ်အဲ့ဒီနေရာအနီးကစစ်ကောင်စီရဲ့ရင်ကွဲတောင်စခန်းကိုလည်း KNL PDF ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိထားပါတယ်ဒါပြင်အပိုင်းလိုက်ဖြတ်တောက်တိုက်ခိုက်ခံနေရတဲ့အောင်စရစစ်ကြောင်းနဲ့အနေထားဟာရှေ့ပိုင်းအလဲပိုင်းနဲ့နောက်ပိုင်းမှာအခြေချင်းမကူနိုင်တော့တဲ့အခြေအနေဖြစ်နေတဲ့ ယ်လို့လည်းကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်အခုဆိုရင်အောင်စရစေချောင်းဟာတောင်ပေါ်မှာအင်အား200ကျော်လောက်ပဲကျန်တော့တယ်လို့သိရပါရယ်အဲ့ဒီအဖွဲ့ကိုလည်းတော်လန်ရေးအဖွဲ့တွေကဖျက်တောက်ပိတ်ဆို့ထားတာပါဒါပြင်တောနောရေတကွန်ဘတ်ချမ်းမှာရှိတဲ့စစ်သားတွေလည်းဖျက်တောက်ပိတ်ဆို့ခံထားရပြီးဖြစ်ပါရယ် PDF တရင်မှုတအူးကကျွန်တော်တို့ကအားလုံးကိုဖျက်တောက်လိုက်ပြီးဖျက်တောက်လိုက်ပြီးဆိုတော့သူတို့ကဆက်တိုးမလားအညံ့ခံမလားအဲ့ဒီနှလမ်းပဲရှိတယ်လို့ယုံကြည်မှုအပြည့်နဲ့ပြောပါရယ် ဒါကြောင့်စစ်ကောင်စီက2024ဧပြီလမှာမြဝတီမြို့ကိုသိမ်းပိုက်မယ်ဆိုပြီးအင်အားတထောင်ကျော်ပါတဲ့နိုင်ငံတော်အဆင့်စစ်စင်ရေးဆိုတဲ့အောင်စရစစ်ကြောင်းအတွက်နောက်ဆုံးအချိန်နှီးကပ်နေပြီဖြစ်ပါတယ်။ KNLA, PDF, KNDO စတဲ့ပူးပေါင်းတွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်အောင်စရစစ်ကြောင်းဟာဒေါနာတောင်ကနေမကျော်နိုင်ခဲ့ပါဘူး။တိစုံတန်ရာရတာထွက်ပြေးတာအလင်းဝင်တာစသဖြင့်စစ်သားတွေအင်အားဆုံးရှုံးမှုများလွန်တာကြောင့်စစ်မှုမထမ်းမနေရဥပဒေနဲ့အာရမစုဆောင်ထားတဲ့စစ်သားတွေကိုရာချီပို့ခဲ့ပေမဲ့လည်းအောင်စရစစ်ကြောင်းဟာစိတ်မမီတော့ပါဘူး။ ဒါပြင်ကော့ကရိတ်မြို့နယ်ကကော့ကရိတ်ကြုံတိုးလမ်းပိုင်းမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးတော်လန်ရေးပူပေါင်းတပ်တွေကအဲ့ဒီလမ်းပိုင်းကစစ်ကောင်စီစကန်တချို့ကိုလည်းစစ်တိုက်သိမ်းပိုက်ထားနေပါတယ်။ကော့ကရိတ်ကြုံတိုးလမ်းပိုင်းက၃တိုင်၄တိုင်၅တိုင်စားတဲ့နေရာတွေကစစ်ကောင်စီစကန်တွေသိမ်းပိုက်ထားတဲ့ကြုံတိုးမြို့အနီးက၉တိုင်မှာစစ်ကောင်စီတပ်ကခန့်စစ်ပြင်ခုခံနေပါတယ်။စစ်ကောင်စီတပ်ကကြုံတိုးမြို့လက်မလို့ရဖို့ခန့်စစ်ကိုအင်အားတွေထပ်တိုးပြီးပြင်ဆင်နေတာဖြစ်ပါတယ်။ KNL PDF ဖူးပေါင်းတပ်တွေရဲ့ထိုးစစ်ကိုစစ်တပ်ကလေကြောင်းကနေအစမတန်တိုက်ခိုက်တာနဲ့အစစ်မြင့် drone တွေ၃ခုခံနေတယ်လို့မြေပြင်ကရဲဘော်တချို့ကပြောပါရယ်။အလားတူကော့ကရိတ်မြို့မှာလည်းပူပေါင်းတပ်တွေကမြို့ဝင်းကျင်ကိုပိတ်ဆို့တိုက်ခိုက်လာတဲ့အပေါ်ကြောက်လန့်နေတဲ့စစ်တပ်ဟာမြို့နေပြည်သူတွေကိုတစားကန်အဖြစ်ပိတ်ဆို့ထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်။ကော့ကရိတ်မြို့ရှိမြို့မဖုံးတော်ကြီးကျောင်းဆရာတော်ကိုတိုင်ကပြည်သူတွေကိုထွက်ခွာခွင့်ပေးဖို့စစ်ကောင်စီတန်းမြစ်တာရက်ခံပေမဲ့စစ်တပ်ကလက်မခံဘူးလို့သိရပါရယ်။ကော့ကရိတ်မြို့တိုင်းတိုက်ပွဲကိုတော်လန့်ရေးပူပေါင်းတပ်တွေက 2023ဒီဇင်ဘာ1ရက်ကနေ၄လကြာတိုက်ခိုက်ခဲ့မှုပါတယ်။မြို့ရဲ80ရာခိုင်နှုန်းအထိတော်လန်ရစ်တပ်တွေကသိမ်းပိုက်ထိန်ချုပ်ထားနိုင်ခဲ့ပေမယ့်မြို့အလယ်မှာရှိတဲ့ MH 69ခြေလင်းတရင်ဌာနချုပ်မှစစ်တပ်ကခန်းစစ်ကိုအသေးချာပြင်ခုခံနေပါတယ်။ဒါကြောင့်ခလာရ69ကိုမသိမ်းနိုင်ခဲ့ပေ2024ဧပြီလမှာတော့စစ်ကောင်စီတပ်ကအောင်စရစစ်ကြောင်းဝင်လာချိန်နဲ့တပြိုင်တည်းအင်အားအလုံးအင်းနဲ့ဒိုးစစ်ပြန်ဆင်ခဲ့လို့တော်လရေးတပ်ဖွဲ့တွေမြို့ရင်းကပြန်ဆုတ်ခွာခဲ့ရတာပါ။ ။ဒါကြောင့်ကော့ကရိတ်တိုက်ပွဲဟာဒေါ်လာရေးတက်တွေအတွက်မကြေပွဲပြန်နှွေးကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေဟာတက်မဟာ6နေမီကတောင်ပိုင်းသားတွေဟာကော့ကရိတ်တနေလုံးကိုစစ်မျက်နှာဖွင့်ပြီးစစ်ကောင်စီတပ်စခန်းအားလုံးကိုတိုက်ခိုက်နေတာလို့စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။ဒါကြောင့်တောင်ပိုင်းသားတွေရဲ့ဒီတစ်ကြိမ်ထိုးစစ်ဟာစစ်ရေးလေလာသူတွေလက်မလွတ်ပဲစောင့်ကြည့်ရမယ့်ຫນွေဦးတော်လန်ရေးအတွက်အရေးပါတဲ့တိုက်ပွဲဖြစ်နေပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာကွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။